1859ခုနှစ်ရေခဲပြင်တနေရာမှာခေးဆက်နေတဲ့တင်မောကြီးတစ်စီးဟာစိုးဝါလုံးနဲ့ရာသီဥတုကြောင့်ရှေ့ဆက်သွားမရတော့ဘဲရေခဲပြင်ကြီးမှာပိတ်မိနေကြတာကြောင့်တင်မောသားတွေအားလုံးတက်ညီလက်ညီနဲ့ရေခဲပြင်ကြီးကိုထိုးခွဲဖို့ကြိုးစားနေကြပါတယ်။သူတို့အလုံးရဲ့ရွေးချက်ကတော့မြောက်ဝင်ရုံးစွန်းထိရောက်အောင်ခေးဆက်ကြဖို့ပါပဲ။ညာဘက်ရောက်လို့အလုံးအားယူနေကြတဲ့အချိန်မှာပောက်ကွဲတဲ့ညီတို့ကိုကြားခဲ့ရတာကြောင့်စစ်ဆေးလိုက်တဲ့အခါသူတို့နဲ့မလန်မကန်မှာမိဘုံကြီးတို့ကိုမြင်တွေ့ခဲ့ရလို့အဖွဲသားအလုံးကလက်နက်ပြေစုံနဲ့လိုက်ရှာကြတဲ့အခါမှာတော့ ကျွန်တော်တို့ခုလုံးစုပ်ပြတ်တက်နေတဲ့အပြင်ဒဏ်ရာပြင်းထန်ရထားတဲ့လူတယောက်ကိုတွေ့လာရပါတယ်။သူတို့ဟာမြင်မသိတဲ့လူကြီးကိုတင်မောကြီးပေါ်စီကဲတင်လာခဲ့လိုက်ပါရင်။ဒါပေမဲ့လည်းကြောက်စရာကောင်းတဲ့အော်တန်ကြီးတစ်ခုနဲ့အတူအနေအောင်ဝစ်စုံဝစ်စင်ထားတဲ့နောက်ထပ်လူတယောက်ကိုလည်းတွေ့လာရလို့တနက်တင်နဲ့ပြစ်ဖို့စ조사ကြရုံနဲ့လူမန်းမိစားမန်းမသိရတဲ့ကောင်းကြီးဟာတနက်ပြစ်ခံရတာကိုဘာမှမဖြစ်တဲ့အပြင်တင်မောသားတွေတစားစီဖြစ်အောင်ထိုးနဲ့တိုက်ခိုက်နေခဲ့ပြီးတင်မောသားတွေခေါ်လာတဲ့လူကြီးကိုသူ့စီအပ်ပေးဖို့အော်ပြောနေခဲ့တော့မှာပဲ။ ကပတင်ဟောသူ့ရဲ့ခန်းထဲမှာလှုပ်ဝက်သိမ်းထားတဲ့စွမ်းအပြင်၄ချက်ပြည့်တဲ့တိုးလေးနဲ့မိစ္ဆာကောင်ကြီးကိုပြစ်ထည့်လိုက်တော့မှသင်းမောကြီးဘော်ကနေပြုတ်ကျသွားပါရယ်။ဒါပေမဲ့လည်းအင်မတန်အစွမ်းကြီးလာတဲ့မိစ္ဆာကောင်ဟာရေခဲတွေကြားမှာညံ့နေတဲ့သင်းမောကြီးကိုတွန်းခါနေခဲ့လို့ကပတင်ကနောက်ဆုံးလက်ကျန်ကြီးစံတရောင်းကိုတုံးပြီးရေခဲပြင်ကိုပြစ်ခွဲလိုက်တော့မှမိစ္ဆာကောင်ကြီးကအောက်ထဲသို့ကျသွားပြီးပျောက်ကွယ်သွားခဲ့ပါရယ်။ရှေးခေတ်ကာလဆိုတော့လေအနာတန်ရာတက်တာဘိန်းကနေပေါ်ဆက်ထားတဲ့ဇေယျတမျိုးကိုတိုက်လိုက်ရင်လည်းအခြေအနေတွေကိုစုံစမ်းတဲ့အခါမှာတော့ တရားရထားတဲ့ဖီတာကနောက်ထပ်တစ်ခါမကောင်းဆိုးဝါးရောက်လာခဲ့ရင်သူ့ကိုရေခဲပြင်ပေါ်မှာတယောက်တည်းပြစ်ထားဖို့မှလာရင်သူ့ကြောင့်တခြားဘသူကိုမှထိခိုက်တဲ့အရာရာမျိုးမလိုချင်ဘူးလို့ကပတိန်စီကနေကတိတောင်းလိုက်ပါတယ်။ရန်နေခဲ့ကြပြီးနောက်မကောင်းဆိုးဝါးလည်းရောက်မလာခဲ့သလိုဖီတာလည်းတရားကနေတက်တာလာခဲ့ပါပြီ။အဲဒီနောက်မှာတော့ဖီတာကသူ့ရဲ့နာမည်ရင်းဟာဖီတာဖရန်ကင်စတိုင်းဖြစ်တယ်လို့ပြောပြရင်းနဲ့သူဖန်နေခဲ့တဲ့မကောင်းဆိုးဝါးကြီးအကြောင်းကိုပြောပြပါတော့တယ်။ဖီတာဖရန်ကင်စတိုင်းဆိုတဲ့နာမည်ကိုအတိတ်ပဲဖွင့်ဆိုရမယ်ဆိုရင်အရာလုံးကိုအောင်နိုင်သူလို့ဆိုရပါလိမ့်မယ်။ ဘယ်နိုင်ငံဘယ်လူမျိုးရဲ့မိဘမဆိုကိုကမွေးလာတဲ့သားသမီးကိုလောကကြီးထဲမှာအောင်မြင်ထုံးဖောက်စေခြင်းလို့အခုလိုမျိုးနာမည်တွေကိုဘာသာစကားမျိုးမျိုးနဲ့ပေးခဲ့ကြတာပဲလေ။ပင်လယ်ကမ်းခြေတနေရာမှာမွေးဖွားခဲ့တဲ့ကိုရခိုင်ကြီးကိုသူ့အမေကဒေါ်လှစာတင်းမောသားကြီးဖြစ်စေခြင်းခဲ့ပေမဲ့လေ။အဆုံးသတ်မှာတော့ကွန်ပျူတာရှေ့မှာဆက်လက်တိုခဲပြီးစကရစ်ထိုင်ရေးနေတဲ့ YouTuber တယောက်ဖြစ်လာခဲ့တယ်လို့မျိုးပေါ့။အတင်းမောသားကြီးမဖြစ်ခဲ့ပေမဲ့လေဒေါ်လှစာကြီးတော့ဖြစ်နေခဲ့ပါပြီမေ။ဟိဟိ။အဲဇလန်းကိုပြန်ဆက်ရရင်တော့ဗီတာရဲ့ငယ်ဘဝကိုပြန်သွားရမှာပါပဲ။ ဗီဒါရဲ့ဖေကအင်မတန်ထူးချွန်ထက်မြက်တဲ့ဆရာဝန်တစ်ယောက်ဖြစ်တယ်လို့အသူ့မိကလည်းဂုံဒီရှိမျိုးရိုးကဆင်းသက်လာတဲ့မျိုးသမီးတစ်ယောက်ပါအထက်တန်းစားရိုးရဲ့နေထိုင်မှုပုံစံအတိုင်းဇီဦးထောဘက်တွေကိုစားပြီးကြီးပြင်းလာခဲ့ရတဲ့ဗီဒါရဲ့ငယ်ဘွားဟာအတော်လေးကိုတာယာလှပလုံးနဲ့ဆိုပေမဲ့လည်းစီကန်းကြီးလာတဲ့ဖေကိုတော့ကြောက်ရပါတယ်မာနာတခွဲသားနဲ့ဒေါက်တာအဖေရဲ့အတင်းကျပ်တင်ကြားပေးမှုအောက်မှာဗီဒါတယောက်ဈေးပညာကိုအတန်းပညာတစ်ခုလိုအလွတ်ကျစနစ်နဲ့သင်ခဲ့ရပြီးသူ့ဖေမေးရာတွေကိုမပြေနိုင်တဲ့အချိန်မှလည်းစောက်ခွက်ကိုကြိမ်လုံးနဲ့ရိုက်ခံခဲ့ရပါတယ် ဒီလိုနဲ့တနေ့မှာတော့ကိုဝင်ရင့်မာနဲ့သူ့ရဲ့မိဟာယောဂတခုကိုအပြင်းထန်ခံစားခဲ့ရပါတယ်။ညီလေးဝီလျံကိုမွေးမွေးပြီးခြင်းမှာပဲသူ့ရဲ့မိဟာကွယ်လွန်သွားပါတယ်။ဇပေမဲနဲ့ဗီတာကိုသူ့အဖေကသဘောမကျပေမဲ့လည်းရွေရောင်ဇပေလေးနဲ့ဝီလျံကတော့သူ့အဖေရဲ့ချစ်တော်လေးတစ်ယောက်ဖြစ်ဖြတ်သန်းနေခဲ့ပါတယ်။ဗီတာရဲ့စိတ်ထဲမှာတော့သူ့ရဲ့မိသေးရတာဟာအဖေကတည်တည်ချာချာဆေးမကူပေးခဲ့တာကြောင့်တေဆုံးခဲ့ရတာဖြစ်တယ်လို့ယုံကြည်နေခဲ့ပြီးတနေ့ကျရင်သူ့အဖေထက်တော်တဲ့ဆရာဝန်တယောက် တေကျင်းကိုအောင်နိုင်တဲ့ဆရာဝန်တယောက်ဖြစ်ရမယ်လို့ပြပြတသားဆုံးဖြတ်ချက်ချလိုက်ပါရတယ်။ယုံကြည်ရာတစ်ခုအတွက်ရဲဥကိုယ်တော်စတဲ့မယ်လို့ဆုံးဖြတ်ထားတဲ့ဖီဒါအတွက်ကန်ဆိုးမှုမောင်ကြရတဲ့ဖြစ်တစ်ခုကတော့အမေဆုံးပြီးတဲ့နောက်ပိုင်းတော်လိုင်းရေးကာလနှစ်ခုကိုဖြတ်တန်းခဲ့ရတယ်လို့မိဘရဲ့စီးပွားရေးရှင်သန်ရာလေယာမီရီကလည်းလူစိုးတခုအုပ်စုကြီးရဲ့စနစ်ကြောင့်မီးလောင်ပြာကျသွားခဲ့ရပါရတယ်။အရွယ်မရောက်သေးတဲ့ဖီဒါဟာအဖေရဲ့နာရီကိုဦးဆောင်ပို့ပေးခဲ့ရပြီးသူ့ရဲ့ညီလေးဝီလီယမ်ကလည်းအမျိုးရင်းရှိရာဗီယက်နာမှာရက်တည်ရင်ဘဝကိုဖြတ်တန်းခဲ့ပါရတယ်။ အရာလုံးဆုံးရှုံးခဲ့ရပေမဲ့ပြင်းပြလုံးနဲ့စိတ်တက်ကြောင်စင်စမပြတ်ကြိုးစားခဲ့သလိုပညာရေးရဲ့ဆောင်ထဲကကန့်သက်ချက်တွေကိုလည်းကြော်ဖြတ်နိုင်ခဲ့ပါပြီအဲဒီလိုနဲ့အရွယ်ရောက်လာဒိုးချောင်းမှာပညာသင်ကြားကြဟမ် sorry sorry ငငယ်ဟရုတ်ခဲ့တာရတရီရသွားလို့အရွယ်ရောက်လာတဲ့ Victor ဟာ Edinburgh မှာရှိတဲ့တော်ဝင်ခွဲစိတ်ဆရာဝန်များ college မှာသူယုံကြည်ခဲ့တဲ့မသေးခြင်းနုပညာသို့မဟုတ်တည်ခြင်းတရားကိုအောင်နိုင်မဲ့ခေတ်သစ်ဆေးပညာယူဆတစ်ခုကိုထုတ်ဖော်ပြသခဲ့ပါတယ်။တမိုင်းတလျှောက်အတော်ဆုံးဆရာဝန်တွေပညာရှင်တွေကြားထဲမှာ အာဘော်အရင်တန်ကောင်းကောင်းနဲ့ရှင်းပြနေတဲ့ဖီတာကိုစောင့်ကြည့်နေတဲ့လူတစ်ယောက်ကတော့လက်နက်ကုံသေးကြီးတစ်ယောက်ဖြစ်တဲ့ဟင်ရီရှယ်ဟာလန်ဒါပါပဲ1855ခုနှစ်ဆိုတာကဆေးပညာရဲ့စော်ပိုင်းကာလကိုကုံဆုံးကနေချိန်တစ်ခုဖြစ်နေတဲ့ပြင်အခုလိုစမ်းသစ်တဲ့ပညာရေးတွေကိုလေးလာလိုက်စားမှုအားနည်းတဲ့ကာလတစ်ခုဈေးပညာထက်ရက်ွက်တွေကနှဝင်တွေကိုပိုပြီးအားကိုးတဲ့ကာလလို့ပြောရင်လည်းလွန်မယ်မထင်ပါဘူးဒီလိုနဲ့ခေတ်သစ်ဈေးပညာတွေနဲ့ရှေးအောင်စွဲယူဆတွေကြားထဲမှာဗီတာကလူသေးတယောက်ကိုအသက်သွင်းမဲ့ထုတ်ဖော်ပြသကြဟာလဲကြာဆုံးခဲ့ရပါတယ် ဟမ်းမော်တွေကစေပညာဆိုင်ရာခေါင်းဆောင်တွေကစေပညာယူဆတဲ့တခုကိုပြသတယ်လို့မယူဆခဲ့ကြပဲနဲ့အောင်လန်းတက်ပညာတခုပမာယုံညံ့ပြီးယွန်စရာကောင်းတဲ့ຢာတခုကိုဖန်တီးနေတယ်လို့ယူဆရင်ဗစ်တာကိုကန့်ကွက်ခဲ့ကြပါတယ်။အများနဲ့မတူတမူထူးကြတဲ့ဟင်ရစ်ဟာလန်ဒါကတော့စိတ်ဝင်စားနဲ့စောင့်ကြည့်နေသေးပါပဲ။ကောင်းမန်ရန်ရောဘာယန်အုပ်ထုပ်လေးစောင်းပြီးပြန်လာတဲ့ဗစ်တာကိုဟင်ရစ်ဟာလန်ဒါကမိတ်ဆက်ရင်နဲ့ခဏတာတွေးဆောင်ဝင်တောင်းလိုက်ပါတယ်။နှစ်ယောက်သောမိတ်ဆက်ရင်တီးလိုက်ရတာကတော့ဟင်ရစ်ဟာလန်ဒါရဲ့တူမလေးအဲလစ်ဘတ်နဲ့ဗစ်တာရဲ့ညီလေးဝီလျံဟာချစ်သူတွေဖြစ်နေခဲ့ကြသလို ဝီလီယံချိတ်ဆက်ပေးမှုကြောင့်ဗစ်တာစီကိုရောက်လာခဲ့တာလည်းသိလာရပါတယ်။ပြောရရင်ဟင်ရီရှာလန်ဒါကလန်ဆေးဂျာနယ်ကခန္ဓာကိုယ်တစ်ခုကိုအသက်သွင်းခြင်းဆိုတဲ့ဆောင်းပါးကိုဖတ်မိပြီးတဲ့ကဗစ်တာကိုအထင်ကြီးနေတယ်လို့ဆိုရမှာပါပဲ။အဲဒီနောက်မှာတော့ဟာလန်ဒါရဲ့အိမ်မှာဒုတိယအကြိမ်ဖြစ်တွေ့ဆုံခဲ့ကြပြီးဗစ်တာကသူ့ရဲ့ပလန်အသေးစိတ်ကိုထုတ်ပြလိုက်တယ်လို့လန်နဲ့ကုံတွေကြီးတယောက်ဖြစ်တဲ့ဟာလန်ဒါကလည်းဆေးပညာသမားရဲ့လှုပ်ဝက်ချက်တစ်ခုဖြစ်တယ်လို့အာယုံကျော်သွေးကြောတွေနဲ့ပတ်သက်ပြီးဖန်တီးထားတဲ့၅ခုမြောက်အဗလင်မှတ်တမ်းအကြောင်းကိုပြောပြလိုက်တာကြောင့် ဇေပညာရှင်တယောက်ဖြစ်တဲ့ဗီတာကိုရိုင်းအန်ဩခဲ့ရပါတယ်။ဘာလို့လဲဆိုရင်ဆရာဝန်တော်တော်များများဟာအဗလင်မှတ်တမ်းကို၄ခုပဲမြင်တွေ့ဘူးကြသလို၅ခုမြောက်ရှိတယ်ဆိုတာလည်းမသိခဲ့ကြလို့ပါပဲ။၅ခုမြောက်မှတ်တမ်းကိုမြဝါထင်ထင်တွေ့လိုက်ရတဲ့ဗီတာကတော့အရန်ကိုဝမ်းသာနေခဲ့သလိုဒီမှတ်တမ်းဟာလူတယောက်ရဲ့ကြောဘက်ချမ်းကအယွန်ကျော်စနစ်တွေအားလုံးကိုထုတ်ဖော်ပြသထားတာကိုလည်းသိလိုက်ရပါတယ်။ဗီတာဖန်နီးမဲ့လူတွေကိုအသက်သွင်းခြင်းလုပ်ငန်းစဉ်အတွက်အရေးကြီးဆုံးပိုင်းတစ်ခုပေါ့။ဒီချိန်မှာပဲသူ့ရဲ့ညီလေးဝီလျံနဲ့အတူနီလောင်အဲလစ်ဘတ်တို့လည်းရောက်လာခဲ့လို့ဝမ်းတာအားရနှုတ်ဆက်ရင် ညစာစာပွဲမှာမိသားစုဝင်တွေစကားပြောခဲ့ကြပါတယ်။အဲလစ်ဘက်ရဲ့တမူထူးကြတဲ့စကားပြောဆိုပုံနဲ့တွေးခေါ်ပုံတွေကြောင့်ဗီတာတယောက်ထရူးဆက်ဆန်းပဲစိတ်ဝင်စားသွားခဲ့ပြီးစိတ်ပိုင်းဆိုင်ရာတွေးခေါ်ပုံနဲ့ပတ်သက်ပြီးဆွေးနွေးခဲ့ကြပါသေးတယ်။နှစ်ယောက်သားတွေးဆမှုပြီးမှတော့ဟာလနာဘက်ကတသက်တာကန့်သက်မရှိထောက်ပံ့မှုပေးမှဖြစ်ပြီးတော့ဗီတာကတော့အပြန်အလှန်အနေနဲ့သူ့ရဲ့လုပ်ငန်းအောင်မြင်သွားတဲ့အခါအလန်ဒါဘက်ကတောင်းဆိုမှုတစ်ခုခုကိုဖြည့်ဆည်းပေးရမှာပါ။အိမ်နောက်မှာတော့သူတို့ဟာဘာရူမျိုးနာကရေကန်ကြီးတစ်ခုစီကိုခီးထွက်ခဲ့ကြပါတော့တယ်။ အဲဒီရေကန်ကြီးရဲ့ဘေးမှာတော့ရေပေးဝေရေးအတွက်တိဆောက်ထားတဲ့အစာအုပ်ကြီးတစ်ခုရှိပေမဲ့စစ်ပွဲတွေကြောင့်သုံးမပြုရသေးပဲအစိုးရကစွန့်ပစ်ထားခဲ့တာပါရဲတပ်ကြီးကိုမြင်မြင်ချင်းပဲအတော်လေးကိုသဘောကျသွားတဲ့ဖီတာကသူ့ရဲ့စိတ်ကူးရဲကစက်ကြီးတိဆောက်ဖို့အတွက်လိုအပ်တာတွေကို ပြင်ဆင်ရင်းသူ့ရဲ့ညီလေးဝီလီယံကိုစက်ပစ္စည်းတိဆောက်ရေးအတွက်တာဝန်ပေးအပ်လိုက်ပါတယ်အဲဒီနောက်မှာတော့ခန္ဓာကိုယ်တိဆောက်ဖို့အတွက်အကျဉ်းသားတွေကိုကြိုးပေးတက်ဖြတ်နေတဲ့နေရာတစ်ခုကိုသွားရင်သူလိုချင်တဲ့စိတ်တန်းကြလူတွေကိုမတက်ခင်ကလေးကရွေးချယ်ထားခဲ့ပြီးသူ့စီကိုပို့ပေးဖို့မှာထားခဲ့ပါတယ် လန်တဲ့နေရာမှာအဲလစ်ဘတ်ကိုတွေးလိုက်ရလို့နောက်ကနေလိုက်ချောင်းနေတဲ့ဗီတာကဖာသာတယောက်ပြေဟန်ဆောင်ရင်အဲလစ်ဘတ်အပြင်ဝင်ခန္ဓာကိုနားထောင်ဖို့ကြိုးစားခဲ့ပေမဲ့အတုထက်ပိုလေတဲ့အဲလစ်ဘတ်ကဗီတာဖြစ်နေမှန်းသိသွားပါရယ်သူတို့နှစ်ယောက်ဟာစားတော့ဆန်တစ်ခုမှတွေ့ခဲ့ကြပြီးအဲလစ်ဘတ်ရဲ့ဝါသနာဖြစ်တဲ့ဒရိတ်ဆန်လေးတွေကိုလေ့လာရတာသဘောကျတဲ့အကြောင်းကိုလည်းပြောခဲ့ကြပါသေးတယ်ညီရောမောင်ကိုထုတ်လို့ scan မှာထားခဲ့ပြီးတော့သူ့အတွက်လိုအပ်မဲ့ပစ္စည်းတွေကိုစီစဉ်ထုတ်လုပ်ပေးဖို့မှာထားခဲ့ပြီးအခြားတစ်ဘက်မှာတော့ဗီတာတယောက်အဲလစ်ဘတ်နားကိုကန့်နိုင်တယ်မရကန့်နေခဲ့ပါရယ် စကီလေးကအတော်ချောတဲ့ပြင်ဗီတာလိုဘူးနဲ့ပေါ့စကားပြောတဲ့တော်လဲဝေးတလုံးပိုင်ရှင်တယောက်အဲလစ်ဘတ်ပေါ်မှာစိတ်ကစားနေရလားဆိုတာဘယ်သူသိနိုင်မလဲဗျာအချိန်တွေကလည်းကုံဆုံးတာမြန်လာခဲ့တယ်လို့ဟာလန်ဒါရဲ့ထောက်ပံ့မှုတွေကလည်းရက်တက်လူနေနေဖြစ်လာခဲ့တာကြောင့်ဗီတာအတွက်တော့တပတ်အတွင်းသူ့ရဲ့လုပ်ငန်းစဉ်အပြီးသက်ဆုံးဖြတ်ရတော့မှာပါတစ်ပင်မော်ကပန်းဒီတလုံးပြုတ်ကျလာတာကိုမြင်သွားတဲ့နျူတန်တယောက် Universal Law of Gravitation ကိုသိမြင်သွားခဲ့တယ်လို့ ကိုလုံးဒီလေးနဲ့ရေချိုးနေတဲ့ဖီတာကတော့လူတစ်ယောက်ကိုတတ်သွင်းတော့မယ်ဆိုရင်အယိုးစစ်နဲ့အာယုံကျော်တွေရဲ့အချိုးစားညီမြခြင်း theory ကိုသဘောပေါက်သွားခဲ့တာကြောင့်ဂွေတလန်နဲ့ဒူမရာလီတချင်းကိုဆိုပြီးသူ့ရဲ့လုပ်ငန်းကိုဆက်လက်အကောင့်ထဲပေါ်လိုက်ချိန်မှာတော့လူသေးကောင်ကြီးကချက်ချင်းပဲအသက်ဝင်လာခဲ့ပါတယ်။ဒီလုပ်ငန်းစဉ်ကြီးတစ်ခုရဲ့ရေးကြီးတဲ့တော့ချက်ကတော့သွေးဖြူစနစ်ရဲ့ပေါ်မှာဘက်ထရီကိုထားရမှာပါပဲ။အဲဒီနောက်မှာတော့ Vita ဟာစစ်ပွဲကြီးအတွင်းထဲကသေဆုံးနေတဲ့လူတွေအများကြီးကြားထဲမှာသူ့အတွက်အကောင်းဆုံးဖြစ်မဲ့လောင်းကောင်တွေကိုစိတ်ကြွေးချယ်နေခဲ့ပါတယ်။ ဗာရူမျိုးနာကရဲတကြီးရဲ့မြေောက်ထက်ထဲမှာအလောင်းနေစီကနေအစိပ်ပိုင်းတွေကိုစိတ်အေးလက်အေးဖြတ်တောင်းနေခဲ့ပါတယ်။ခြေထောက်လာတဲ့လူစီကနေခြေထောက်ကိုဖြတ်ခေါင်းပါဝင်လူတယောက်ဖြစ်လာဖို့လိုအပ်တဲ့စိတ်ပိုင်းတွေအလုံးကိုမတူညီတဲ့အလောင်းကောင်တွေစီကနေဖြတ်တောက်ပြီးတော့သူ့ရဲ့တက်ကြွန်းထားတဲ့ဆေးပညာကိုသုံးပြီးဆက်လိုက်တဲ့အခါမှာတော့အကောင်းဆုံးသောလူသေးကောင်တစ်ခုကိုဖန်တီးနိုင်ခဲ့ပါတယ်။ဗီတာဟာသူ့ရဲ့လုပ်ငန်းစဉ်အလုံးကိုလည်းတက်ပုံရိုက်ပြီးတော့မှတ်တမ်းတင်ခဲ့ပါသေးတယ်။လျှက်စစ်မီမရှိသေးတဲ့ကာလဆိုတော့လေမှုန်တိုင်းတိုက်ခတ်မဲ့ညတညမှာ တက်စစ်စွာကိုတုံးပြီးအသက်သွင်းရမှာဖြစ်ပါရင်တရင်ကောင်းကိုပြောပြဖို့အတွက်ဟာလန်နာစီကိုရောက်လာခဲ့ချိန်မှာတော့မမျှော်လင့်ထားဘဲနဲ့ဟာလန်နာကဆစ်ဖလစ်ရောဂါကိုခံစားနေရပြီးမာဂျူရီဆေးရီတောင်ရင်တက်ဆက်ရှင်နေရတာကိုသိသွားပါရတယ်။တကယ်တမ်းပြောရရင်ဟာလန်နာကလုပ်ငန်းတစ်ခုလုံးကိုထောက်ပံ့ခဲ့တယ်ဆိုတာကဗီတာကိုအားပေးချင်တာထက်သူ့ရဲ့သေဆုံးတော့မယ့်ချိန်တွေကြောင့်တခြားခံတာကိုတစ်တခုမှသူ့ရဲ့အသက်ကိုပြောင်းထားပြီးတော့အသက်ရှင်ဖို့အတွက်ကြိုးစားနေကြတာပါပဲ။မုံနိုင်ကလည်းနေလာပြီးမို့ဗီတာတယောက်အထူးပြုလုပ်ထားတဲ့လျှက်စစ်ဖမ်းမဲ့ပစ္စည်းလေးကို ရဲတပ်ကြီးရဲ့ပေါ်ဆုံးထိတက်ပြီးတော့တက်ဆင်ခဲ့သလိုနောက်ထပ်တစ်ခုကိုတက်ဆင်ဖို့လုပ်နေတော့မှာပဲဟာလန်နာကရောက်လာခဲ့ပြီးသူဟာမကြခင်သေတော့မှာမို့သူ့ရဲ့တက်တဲ့စိတ်ကိုခန္ဓာကိုယ်တစ်ထဲကိုလွှဲပြောင်းပေးဖို့တောင်းဆိုခဲ့ပေမဲ့လည်းအခုမှပထမဆုံးစရမယ်ဗီတာကမဖြစ်နိုင်ဘူးလို့ပြောရင်းညင်းလိုက်ကြကြောင်းနှစ်ယောက်သားရန်ဖြစ်ကြပါတော့တယ်။ရုံရင်းဆန်ကပြင်းတဲ့လျှက်စီအားတွေကိုလက်ခံပေးမဲ့ပစ္စည်းတစ်ခုဟာအောက်ကိုပြုတ်ကျသွားခဲ့သလိုသိမ့်မကြခင်မှာပဲဟာလန်နာလည်းပြုတ်ကျပြီးတည်သွားပါတော့တယ်။ အချိန်ကအရန်နီးကပ်နေပြီမို့ဗီတာတယောက်သူ့လုံးရမယ့်ကိစ္စတွေကိုအာယုံစိုက်ပြီးတော့ပဲလုံနေခဲ့ပါတော့တယ်။အရာအလုံးစင်သစ်ဖြစ်နေချိန်မှာတော့ဝုံနိုင်ကျဲပြစ်ထက်လိုက်တဲ့လျှက်စည်းတွေဟာစက်ပစ္စည်းကနေတစင်လူသေးကောင်ရဲ့ခနာကိုယ်ရဲကိုဖျက်ဝင်စီးဆင်းသွားချိန်မှာတော့အသက်ရှင်မလားအောင်မြင်သွားမလားဆိုတာကိုဆက်လက်စောင့်ကြည့်ရမှာပါပဲ။စိတ်ပြက်လက်ပြက်နဲ့အိပ်ပျော်သွားတဲ့ဗီတာဟာအိမ်မက်ထဲမှာနတ်ဆိုးတကောင်ကိုမြင်တွေ့ခဲ့ရသလိုအရာနိုးထလာချိန်မှာတော့မထင်မှတ်ထားပဲသူဖန်တီးထားတဲ့လူသားတယောက်ဟာအသက်ဝင်လှုပ်ရှားနေပြီးသူ့ရဲ့အိမ်ငန်းထဲကိုရောက်နေတာကိုမြင်တွေ့လာရပါတော့တယ်။ အဒန်ရဲ့ပထမဆုံးပြောနိုင်တဲ့စကားကတော့ Victor's Red စကလုံးတစ်လုံးပါပဲ။ Victor ကစကလုံးလေးကိုတင်ပေးရင်းနဲ့အဒန်ကိုမြောက်ခန်းနဲ့ခေါ်လာခဲ့ပြီးတော့လုံခြုံရေးအတွက်တန်ကျိုးတွေကိုခတ်ပြီးထားခဲ့ပါတယ်။ Victor အတွက်ကောင်းခဲ့ခဲ့ရတာကတော့ဖန်နှင်းမှုကသာအာယုံဆိုင်ခဲ့ပြီးဖန်နှင်းမှုအောင်မြင်သွားရင်ဘာဖြစ်လာမလဲ။ဘလို့ထိမ့်သိမ့်မလဲဆိုတာကိုမစင်စားမိခဲ့တယ်လို့အသူဖန်နှီးတာကလည်းအသက်ဝင်လာခဲ့ပြီးအောင်မြင်ခဲ့တယ်ဆိုပေမဲ့တဘာဝမကြပဲဖြစ်နေတယ်လို့ခံစားနေမိပါတော့တယ်။အချိန်တွေတော်ကြပြီးရဲ့နောက် Victor လည်းအားရနေနေလာခဲ့တယ်လို့ ။အခြားတစ်ဖက်မှာလည်းအတန်ဟာအာရင်ပြင်းနဲ့လူသားတယောက်အတွင်ကိုကူးပြောင်းလာခဲ့ပါတော့တယ်။ဒါပေမဲ့လည်းအရာလုံးမှာအကောင်းနဲ့ဆိုရှိနေရမလား။ဖန်နီးမှုအောင်မြင်ခဲ့ပေမဲ့လူသားတယောက်ရဲ့အသိရှိလောင်တင်ပေးလို့မှမရတာပါပဲ။မထင်မထားဘဲနဲ့ဝီလျံနဲ့အဲလစ်ဘတ်တို့ရောက်လာခဲ့တာကြောင့်အတန်ကိုမြောက်ခမ်းမှာဖွက်ထားခဲ့ပေမဲ့အဲလစ်ဘတ်ကရှာတွေ့သွားခဲ့တယ်လို့ဖန်နီးထားတဲ့လူတယောက်ဆိုတာကိုမသိခဲ့ပဲ။အသားတွေဖျက်ဆက်ထားတဲ့ဒဏ်ရာတွေကြောင့်ဒဇုံတယောက်ကနှိပ်စက်ထားတယ်လို့ထင်သွားပါတော့တယ်။မြေအောက်ခန်းထဲကအတန်ဟာသူ့ရဲ့ပတ်ဝန်းကျင်ကိုစူးစမ်းနေခဲ့ပါတော့တယ်။ ညာဘက်ရောက်လို့အဲလစ်ဘတ်လာလေတဲ့အခါမှာတော့အဒမ်မှာထရူးဆက်ဆက်မဲ့မေးပေးတဲ့ရွက်လေးကိုလက်ဆောင်ပေးခဲ့တယ်လို့အဲလစ်ဘတ်ရဲ့နာမည်ကိုလည်းပီပီတတ်တာခေါ်နိုင်ခဲ့ပါတယ်။ဗီတာကတခုခုမှားနေတယ်လို့ထင်ခဲ့ပေမဲ့အဲလစ်ဘတ်ရဲ့တွေးကတော့သူဟာရိုးရှင်းတဲ့လူသားတစ်ယောက်ဖြစ်မွေးဖွားလာခဲ့ပြီးအပြစ်ကင်းစင်နဲ့ဘာမှမသိသေးတဲ့စိတ်နဲ့လူတစ်ယောက်ဖြစ်မယ်လို့ဆုံးဖြတ်ခဲ့တယ်လို့ဗီတာဟာလူသားတစ်ယောက်ကိုဖန်နှင်းနိုင်ခဲ့ပေမဲ့နှလုံးသားထဲကခံစားချက်ကိုဘယ်တော့မှနားလည်မှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။ အခြေရှုံးသမားလေးဗီတာဟာတကယ်တော့ညီလေးရဲ့မိန်းမဖြစ်လာမဲ့အဲလစ်ဘက်ကိုတစ်ဖက်သက်ကြိုက်နေခဲ့တာပါရင်မာခံစားရတဲ့ဝေနာရီအားလုံးကိုအပြစ်ပုံချရင်နှိမ့်ဆက်နေမိခဲ့တာကတော့အဒမ်ကိုပါပဲဘာဆိုဘာမှနားမလည်နိုင်သေးတဲ့အဒမ်ကတော့ဗီတာစရဲ့စကလုံးတစ်ခုကိုပဲလေယူလေသိမ်းမျိုးမျိုးနဲ့အော်ဟဲရင်သူ့ရဲ့ခံစားချက်တွေကိုထုတ်ပြနေခဲ့ပါတယ်အခြားတစ်ဖက်မှာလည်းဆက်ပြီးလိန်လို့မရတော့တာကြောင့်ဗီတာလိုအပ်ခံတစ်ခုထဲမှာမပုံမတိုးအောင်လှုပ်ထားတဲ့ဟာလန်နာရဲ့လောင်းကိုထုတ်ပြလိုက်ပြီး အတန်းကတက်သွားတယ်လို့ပြောရင်အလစ်ဘတ်မသိအောင်ဒီနေရာကနေအများဆုံးထွက်သွားဖို့နဲ့တခြားကိစ္စတခုကိုအကြောင်းပြလိုက်ဖို့မှားလိုက်ပါရင်ဘယ်သူမှမရှိတော့တဲ့အချိန်မှာဖီတာဟာမြောက်ခန်းထဲကနေမကရဲတပ်ကြီးတခုလုံးကိုဓာတ်စီလောင်းပြီးမီးရှို့ဖို့ပြင်နေခဲ့သလိုအိမ်မြန်မှုထွက်သွားတဲ့လမ်းပေါ်မှာအလစ်ဘတ်ကအတန်းတယောက်အသက်ခံရတော့မယ်ဆိုတာကိုစိတ်ထဲကသိနေခဲ့တာကြောင့်ဝီလျံကိုနောက်ပြန်လှည့်ဖို့ပြောလိုက်ပါရင်မြောက်ခန်းထဲကမီးလောင်မြင်ကြတဲ့မှာကြောက်လန့်တကြားနဲ့ဖီတာဆိုတဲ့စကလုံးတခုကိုအော်ဟစ်နေခဲ့လို့ခဏတာစိတ်ပြောင်းသွားတဲ့ဖီတာဟာ နောက်ပြန်လှည့်ခဲ့ပြီးရဲတိုက်တွေကိုဝင်ဖို့ကြိုးစားခဲ့ပေမဲ့အရာလုံးချိန်နှောင်းသွားခဲ့ပြီဖြစ်သလိုပေါက်ကွဲထွက်လာတဲ့မီးပြင်းရတွေကြောင့်ဗီတာဟာလွင့်ဆင်သွားခဲ့ပြီးညာဘက်ခြေတော်ဟာလည်းဆူဆူယွာပျက်စီးသွားခဲ့ပါပြီ။အဲလစ်ဘတ်တို့ချိန်မီရောက်လာခဲ့ပေမဲ့လည်းပေါက်ကွဲဟိန်းထွက်တန်းနေကြမှာရဲတပ်ကြီးတစားစီပြိုကျလာတာကိုပဲမြင်ရပါတော့တယ်။ဗီတာရဲ့ဘဝစကြောင်ပြောပြတန်းနေဆုံးမှာပဲအဒန်အောင်တင်းမိုးကြီးရဲ့ခန်းနေကိုရောက်လာခဲ့ပြီးသူ့ဘက်ကခံစားခဲ့ရတဲ့ဘဝစကြောင်ကိုပြန်ပြောပြပါတော့တယ်။ ရဲရကြီးတစ်ခုလုံးမီးလောင်နေချိန်မှာစောက်တရားမရဖြစ်နေခဲ့သလိုကြောက်ရွံ့နေတဲ့အတမ်းမှာဖီတာရဲ့နာမည်ကိုအော်ဟေးရင်းနဲ့ရှိသမျှအင်အားအကုန်သုံးပြီးရုံးထွက်လိုက်ချိန်မှာသူ့ရဲ့လက်တွေခြေထောက်တွေမှာခြေထားတဲ့တန်ကြိုးကိုဖျက်ထုတ်လိုက်နိုင်ပြီးတော့ရေထွက်ပေါက်ကနေတစဉ်ရဲရကြီးရဲ့ဘေးနားမှာရှိနေတဲ့ရေကန်ကြီးကိုခုန်ဆင်းပြီးတော့ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။အဖြစ်ပြက်ဆိုးကြီးကနေလွတ်မြောက်လာတဲ့အတမ်းမှာတဘာဝပံဝင်ကြီးတစ်ခုလုံးရဲ့လှပမှုတွေကိုခန်းစားပြီးတော့တောနဲ့ထဲကိုလမ်းလျှောက်လာခဲ့ရင် အလောင်းကောင်တစ်ခုစီကအဝယ်စားတွေယူဝင်ပြီးတဲ့နောက်တော်ရဲမှာပဲသမင်လေးတွေစားနေတဲ့ berry သီးလေးတွေကိုအစာပြေစားနေခဲ့ပါတယ်။ဒီလိုကြည်နူးစရာကောင်းတဲ့အချိန်မှာပဲအမဲလိုက်မိုးဆိုးနှစ်ယောက်ရောက်လာခဲ့ပြီးသမင်ကိုပြစ်တက်လိုက်သလိုအဒမ်ကိုလည်းလူဆိုးတယောက်လိုထင်နေခဲ့တာကြောင့်တခါလေးပြစ်တက်လိုက်ပါရတယ်။တဘာဝတရားရဲ့ပေးရလိုက်တဲ့စမ်းကြံမှုကြောင့်ပဲအဒမ်ဟာတနက်တန်ရာကြောင့်မသေးခဲ့သလိုတရားဟာလည်းသူ့လိုလိုပဲတတ်တာပျောက်ကင်းသွားခဲ့ပါတယ်။ တော်ရဲမှာရှိတဲ့အိမ်လုံးကိုတွေ့တာကြောင့်အဒမ်မှာဆက်ပစ္စည်းအဟောင်းတွေရှိနေတဲ့အခန်းပြက်တစ်ခုရဲကတောင်လေးမှာအိပ်ပျော်သွားခဲ့ပါရတယ်။ကန်ဒီယားကစမ်းချဲတယ်လို့ဆိုရမလား။အဒမ်အိမ်နေတဲ့အိမ်လေးဟာအမဲလိုက်မှုဆိုမိသားစုတွေနေထိုင်တဲ့အိမ်လေးတစ်ခုဖြစ်နေခဲ့တာပါပဲ။အဒမ်ရဲ့ဘဝကိုပြောင်းလဲစေခဲ့တာကတော့ဒီအိမ်လေးကနေစတယ်လို့ဆိုရမှာပါပဲ။မြေလေးနဲ့မျက်မမြင်ဖို့ရဲ့ချစ်ခင်မှုတွေမတူညီတဲ့တန်တွေကိုအသုံးပြုပြီးဆက်သွယ်နေကြတာကိုမြင်ခဲ့ရတယ်လို့အဖိုးကမြေလေးကိုစာတင်ပေးနေခဲ့ချိန်မှာ အဲဒီမှာကလေးတယောက်လိုပဲအင်ရတခြားဘက်ကနေကလေးနဲ့အတူစာသေးနေခဲ့ပါရင်မိသားစုရဲ့ဒစိတပိုင်းဖြစ်ဖြတ်တန်းကျင်လာတဲ့အတမ်ဟာမိသားစုအတွက်တော်ရဲကထင်းနေများ၏ကိုညဘက်မှာတဲပြီးတော့ပုံထားပေးခဲ့သလိုတခြားသောနေ့ရက်တွေမှာလည်းမိသားစုတွေပြောသမျှစကားတွေကိုနားထောင်ခဲ့ပြီးသူတို့လိုအပ်မဲ့ထင်းတဲ့ယာတွေကိုလုံပင်းရင်ဖြတ်တန်းခဲ့သလိုမိသားစုကလည်းဘသူမှမသိပေမဲ့သူ့အတွက်ဝယ်စားတွေနဲ့အတူစားစရာတွေကိုအိမ်ရှိမှာခြားထားပေးလေရှိပါရင်အရာအလုံးစင်ပြေနေခဲ့တဲ့ချိန်တခုမှာမိသားစုဝင်တွေကထုံးစံတိုင်းအမဲလိုက်ဖို့ထွက်သွားခဲ့သလို အဖိုးကြီးတယောက်တည်းပဲကြံနေခဲ့တဲ့အချိန်မှာအဒမ်ကသူ့ကိုယ်သူမိတ်ဆက်ဖို့ဆုံးဖြတ်လာရင်အပြင်ကိုထွက်လာခဲ့ပါရတယ်။ဒီလိုနဲ့အဒမ်ဟာမတူညီတဲ့ဘွားတခုတွေကိုဖြတ်တန်းဝင်ရောက်လာခဲ့တယ်လို့အဖိုးကြီးကလည်းအဒမ်ဟာဂျုံကျိတ်ဆက်တွေထားတဲ့အခန်းမှာပေါ်ပေါက်နေရင်သူတို့ကိုကူညီပေးခဲ့တဲ့လူတယောက်မှန်တည်သွားခဲ့ပါရတယ်။အဲဒီနောက်မှာတော့အဖိုးကြီးကစာအုပ်တွေတအုပ်ပြီးတအုပ်ဖတ်ပြခဲ့တယ်လို့အဒမ်ကိုစာရေးတာနဲ့စာဖတ်တာကိုသင်ပေးခဲ့ပါရတယ်။အချိန်တိုင်းတာတခုထိကြာသွားတဲ့နောက်မှာတော့အချိန်ကဗီတာဆိုတဲ့စကလုံးတစ်ခုကိုပဲရေရွတ်နိုင်ခဲ့တဲ့အဒမ်ဟာ အခုတော့အကြောင်းအရာတွေအများကြီးကိုစာအုပ်တွေကနေတစင်သိရှိလာခဲ့ပြီးတော့စကားတွေလည်းအတော်ပြောနိုင်ခဲ့ပါပြီ။နောက်ဆုံးစာအုပ်အနေနဲ့ဖျားသခင်ရဲ့မေကွန်များစာအုပ်ကိုဖတ်ပြီးတဲ့နောက်မှာတော့အဒမ်ဟာသူ့ဘသူလဲဘလို့ဖြစ်လာတာလဲဆိုတာကိုသိကျင်စိပြင်းပြလာခဲ့သလိုသူ့ရဲ့စိတ်ထဲမှာမှတ်မိနေတဲ့မီးနဲ့ရေကိုအစွဲပြုပြီးတော့တောအုပ်ထဲကနေထွက်လာခဲ့ပြီးရဲတပ်ကြီးကိုရှာပုံတော်ဖွင့်ခဲ့ပါပြီ။ကန်ဒီယာရဲ့ဖေးမမှုကြောင့်မီးလောင်ပျက်စီးနေတဲ့ရဲတပ်ကြီးတွေကနေရာတချို့မှာပြန်ကျဲနေတဲ့စာရွက်တွေကိုယူပြီးကြီးလိုက်တဲ့အချိန်မှာတော့ အဒမ်ဟာလူသားတွေရဲ့တဘာဝတိုင်းမွေးဖွားလာတာမဟုတ်ဘဲနဲ့လူတယောက်ကသူ့ကိုဖန်ဆင်းယူခဲ့တာဆိုတာကိုလည်းသဘောပေါက်သွားခဲ့ပါပြီ။ဝီလျံယူလာတဲ့စာအုပ်လေးတစ်ခုမှာဗီတာဖရန်ကင်စတိုင်းရဲ့နာမည်ကိုထင်ရှားရှားကြီးမြင်လိုက်ရချိန်မှာတော့ရေကုန်ရေကန်လိုက်ရှာဖို့ဆုံးဖြတ်လာရင်နောက်ဆုံးအနေနဲ့အဖိုးကြီးရှိတဲ့အိမ်လေးကိုပြန်လာခဲ့ပေမဲ့လည်းဘသူမှမရှိတဲ့အိမ်လေးကိုရောက်နေတဲ့ဝင်းဘလူတွေကအဖိုးကြီးကိုဒဏ်ရာများကြီးရအောင်ကိုက်ဖြတ်နေတာကိုတွေ့လိုက်ရလို့ကဲတင်မှုစူးစမ်းရင်ဝင်းဘလူတွေကိုတိုက်ခိုက်ပါတော့တယ်။အဖိုးကြီးရဲ့နောက်ဆုံးချိန်တွေမှာဗီတာက သူဟာလူအပိုင်းစားတွေနဲ့ပြုလုပ်ထားတဲ့မကောင်းဆိုးဝါးတကောင်ဖြစ်တယ်လို့အဖိုးကြီးကိုပြောပြခဲ့ပေမယ့်အဖိုးကြီးကတော့အဲ့လိုမျိုးဆခဲ့ပဲသူ့ရဲ့တငယ်ချင်းတယောက်ဆိုတာကိုပြောပြခဲ့ပါတယ်။ကန်ဆိုးချင်းတော့အိမ်ကိုပြန်ရောက်လာတဲ့အမဲလိုက်မုတ်ဆိုးတွေဟာနားလည်မှုလွဲမှားခဲ့ကြပြီးအဒမ်ကိုရန်ပြုတ်ဖို့စ조사ခဲ့တယ်လို့နောက်ဆုံးမှာတော့တနက်တေချက်ပေါင်းများစွာနဲ့ပြစ်ခတ်ခံခဲ့ရပြီးတော့တောဦးလေးရဲ့မဟုတ်အဝင်ရောက်မှလဲကျသေးဆုံးသွားခဲ့ပါတယ်။အချိန်တွေတော်တော်များများကုံဆုံးသွားပြီးတဲ့နောက်မှာတော့အားလုံးကသေသွားပြီလို့ထင်နေတဲ့အဒမ်ဟာဒုတိယအကြိမ်အသက်ပြန်ရှင်လာခဲ့ပါတယ်။ အိမ်တော်မှာတော့သူ့ဘဝအတွက်ဖြေရှာဖို့ဗီတာရှာဖို့တော့ဖွင့်ပါရတယ်။တခြားတစ်ဖက်မှာလည်းဝီလီယံဟာမင်္ဂလာဆောင်ပွဲအတွက်ဆင်းသင့်ဖြစ်နေခဲ့သလိုဗီတာကလည်းခြေရောက်တစ်ဖက်ဖြတ်လိုက်ရပြီမဲ့အသက်မသေးပဲခြေရောက်တူနဲ့ဘဝကိုဖျက်ဆီးနေခဲ့ပါရတယ်။ဗီတာကဖြစ်ပျက်ခဲ့သမျှအရာအလုံးအတွက်အဲလစ်ဘတ်ကိုတောင်းပန်ပြီးအကောင်းဆုံးမင်္ဂလာပွဲဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပြီမဲ့ပါးချတာပဲခံလိုက်ရပါရတယ်။အခန်းထဲကိုပြန်ရောက်လာချိန်မှာတော့ထူးခြားတာတစ်ခုကိုသိလိုက်ရလို့လှက်ပတ်ကြည့်ရှုနေတော့မှာပဲ။မထင်မထားတဲ့အရာတစ်ခုကတော့အဒမ်တယောက်အခန်းတနေရာကနေပေါ်ထွက်လာတာပါပဲ။ အဒမ်ကသူ့လိုလူမျိုးနောက်တစ်ယောက်ဖန်တီးပြီးသူ့အတွက်အဖို့တယောက်လှုပ်ပေးဖို့တောင်းဆိုလိုက်ပေမဲ့ဗီဒါကကားတီးတီးညင်းပယ်လာရင်းနဲ့နောက်ထပ်မကောင်းဆိုးဝါးတကောင်မဖန်တီးနိုင်ဘူးလို့ပြောလိုက်ချိန်မှာတော့ဒေါသထွက်လာတဲ့အဒမ်ကရဲဆက်ဆက်နှိပ်စက်ပါတော့တယ်။ရုံရင်းဆန်ကတန်းနေကြောင်းအဲလစ်ဘက်ရောက်လာခဲ့ချိန်မှာတော့အတော်လေးကိုအန်ဩသွားခဲ့ပြီးတော့စကားပြောဖို့ကြိုးစားနေတော့မှဗီတာပြစ်လိုက်တဲ့ကြီးစံဟာအဒမ်ကိုမထီဘဲနဲ့အဲလစ်ဘက်ကိုထိမှန်သွားခဲ့ပါတယ်။ဘဝမှာပထမဆုံးတငယ်ချင်းတယောက်ဖြစ်ခဲ့ပူတဲ့ကောင်မလေးအဲလစ်ဘက်ကိုပွေ့ပါရင်းနဲ့အဒမ်တယောက်အခန်းထဲကနေထွက်သွားပါတယ်။ တောဟုတ်ထဲကကြောက်ကူကြီးတစ်ခုထဲမှာနောက်ဆုံးနေဝင်ချင်ရောက်နေတဲ့ Alice Buck ကစကားတွေပြောဖို့ကြိုးစားခဲ့ပေမဲ့ဒေဆုံးသွားခဲ့ပါပြီ။တနက်တလက်နဲ့နောက်ကနေလိုက်လာတဲ့ Vita ကဂူကြီးထဲမှာ Adam နဲ့အတူဒေဆုံးနေတဲ့ Alice Buck ကိုပဲမြင်လိုက်ရပါတယ်။ပထမဆုံးတငယ်ချင်းကိုဆုံးရှုံးလိုက်ရသလိုမတင်နိုင်တဲ့ဘဝတစ်ခုမကောင်းဆိုးဝါးတစ်ကောင်းလို့သတ်မှတ်ခဲ့တာကြောင့် Adam ကသူခံစားခဲ့ရတာတွေကိုအမြဲတမ်းခံစားရစေမယ်လို့ရည်ရွယ်ရင် Vita ကိုနှိပ်စက်ပါတော့တယ်။အဲဒီနောက်မှာတော့သူတို့နှစ်ယောက်ရဲ့မပြီးဆုံးတဲ့မဲလိုက်ဇလန်းကြီးကဇက်တိုက်လိုလိုဖြစ်လာခဲ့ပါတော့တယ်။ နောက်ဆုံးအနေနဲ့အဒမ်ကိုတစားစီဖြစ်အောင်လုပ်ပြီးအဆုံးသတ်မယ်လို့စဉ်းစားလိုက်တဲ့ဗီတာကအကောင်းဆုံးဒိုင်နမိုက်တွေဝယ်ပြီးအဒမ်နောက်ကိုဇက်တိုက်လိုက်နေခဲ့ပါတယ်။အရင်နေ့ညမှာပဲအဒမ်ကရောက်လာပြီးဗီတာကိုနှိပ်စက်ပါတော့တယ်။အရင်နောက်မှာတော့အဒမ်ကဒိုင်နမိုက်တွေကိုကင်ထားရင်းမီးရှို့ခိုင်းလိုက်တယ်လို့သူမတည်ခဲ့ရင်ပြန်လာခဲ့မယ်လို့ပြောရင်းနဲ့ဗီတာကိုထွက်ပြေးခိုင်းပါတော့တယ်။ဒီနေရာလေးဟာကျွန်တော်တို့ဇလန်းစားကတိခဲ့ကြတဲ့ပေါက်ကွဲမှုကြီးဖြစ်လာခဲ့တာပါပဲ။အဒမ်ကတော့ထုံးစံတိုင်းဒိုင်နမိုက်ပေါက်ကွဲမှုကြောင့်မတည်ခဲ့တယ်လို့ အသွေးသားတွေတဖန်ပြန်လဲဖြစ်ပေါ်လာတာကိုလည်းခံစားလိုက်ရပါတယ်။အဒမ်ကသူ့ရဲ့ဇလံကိုပြောပြလို့ပေးဆုံးသွားတဲ့အချိန်မှာမထင်မှတ်ထားတဲ့ຢာတစ်ခုကိုလှုပ်လိုက်တာကတော့ဗီတာကသေဆုံးမှုမဖြစ်နိုင်မှုဆိုရင်ရှင်သန်မှုစူးစမ်းပါဆိုတဲ့စကားကိုပြောလိုက်တယ်လို့အဒမ်ကလည်းမင်းကိုခွတ်လွတ်ပါတဲ့ဗီတာရဲ့ဆိုတဲ့စကားလေးနဲ့နှုတ်ဆက်လိုက်ပါတယ်။မဒူနီရဲ့လူသားနှစ်ယောက်ရဲ့တယောက်တစ်ဖက်ချမ်းစီကနေပြောပြတဲ့အကြောင်းအရာအလုံးကိုနားဆင်ပြီးတဲ့အခါမှာတော့ကပတိန်ကအဒမ်ကိုရန်ပြူးဖို့မကြိုးစားတော့ဘဲနဲ့လွတ်လပ်လပ်သွားလို့ရသွားနိုင်ပါတယ်လို့ပြောလိုက်ပြီး တခြားသင်းမောသားတွေကိုလည်းရံမပြူကြဖို့တတိပေးလိုက်ပါရင်အိမ်နောက်မှာတော့အဒမ်ဟာသူ့ရဲ့စွမ်းအားတွေအားလုံးကိုသုံးပြီးတော့ရေခဲပြင်ထဲမှာလှုပ်မရပြုတ်မရဖြစ်နေတဲ့သင်းမောကြီးကိုဆက်သွွားလို့ရအောင်တွန်းထုတ်ပေးလိုက်ပါရင်မနက်ခင်းထွက်လာတဲ့နေအောင်ကြီးအောင်မှာအဒမ်တယောက်တဘာဝရဲ့လှပမှုကိုခံစားရင်းမျက်ရည်တွေကျနေခဲ့သလိုဘာများတက်နိုင်အောင်ပါလဲဇလန်လေးရဲ့ဆုံးသက်ဟာလှလှပပပဲဇက်သိမ်းသွားခဲ့သလိုအရာလုံးကကိုယ့်ရဲ့မြင်တိုင်းမဟုတ်ဘူးဆိုတာကိုလည်းမြင်တွေ့ခဲ့ကြရမှာပါဒေဂျင်တယောက်ကိုအန်တူဖို့စူးစမ်းခဲ့တဲ့ဗီတာကလည်းနောက်ဆုံးမှာတော့ ်သင်မင်းကိုအနာမြူနိုင်ခဲ့တယ်လို့အတမ်းမှာလည်းတေဆုံးခြင်းမရှိတဲ့ခန္ဓာကိုယ်တစ်ခုနဲ့အတူအဆုံးစမရှိတဲ့ဝေဒနာတွေနာကျင်မှုတွေကိုထပ်ကတလဲလဲခံစားနေရအောင်မှာပါပဲငရဲဆိုတာတေဆုံးပြီးမှကြောက်ရွံ့မှာမဟုတ်ဘူးဆိုပေမဲ့အသက်ရှင်နေစဉ်ကာလမှာစဉ်ဆက်မပြတ်ခံစားနေရတဲ့အကြောင်းအရာတွေဆိုတာကလည်းငရဲတစ်ခုပါပဲအတမ်းအတွက်မလို့ခြင်းနဲ့မသေးဆုံးနိုင်ခြင်းဒုက္ခဟာလူသားတယောက်အတွက်တော့အဖို့မပြတ်နိုင်တဲ့ထာဝရအသက်ရှင်ခြင်းဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ် ခင်ဗျားတို့ကျွန်တော်တို့ဆိုတာကလည်းရှင်သန်နေစဉ်ကာလအတွင်းမတရားစူးစမ်းရင်းနဲ့နေထိုင်ခဲ့ကြရသလိုတေချင်းတရားတကယ်ရောက်လာတဲ့ချိန်မှာတော့ secret lake ကိုခဲရင်းနဲ့ပြုံးပြုံးကြီးဖြတ်သန်းနိုင်ကြပါစေလို့ဆုတောင်းရင်းနဲ့ဒီဇယ်လန်းလေးကိုအဆုံးသတ်လိုက်ပါစေအဆုံးထိကြီးစုပေးခဲ့ကြတဲ့တယောက်ချင်းစီကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်မှာလည်းဇာကောင်းကောင်းလေးတွေကိုစင်စက်မပြတ် recap တင်ဆက်ပေးမှာမို့ကျွန်တော်ရဲ့ series for you channel လေးကို like and subscribe လုပ်ထားပေးကြပါဦးအားပေးကြတဲ့ပရိသတ်များလည်းစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ စီးစပေါ်ဝိုင်းတို့သားများကဆူတောင်းပေးလိုက်ပါရင်အဆုံးထိကြီးစုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။